စေကောမရှင်ရဲ့စစ်မှုရန်စုဆောင်ရေးမှအသက်မပြည့်သေးတဲ့ကလေးတငယ်တွေပါဝင်လာတာကြောင့်ပြန်လှုပ်ပေးပြီးနောက်မှားယွင်းစုဆောင်သူတွေမှားယွင်းစင့်ခေါ်သူတွေကိုအရေးယူထားတယ်လို့စေကောမရှင်ရဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်မောင်မောင်အေးကဆိုပါတယ်။နေပြည်တော်မှာစက်တင်ဘာ25ရက်နေ့ကပြုလုပ်တဲ့အရွယ်မရောက်သေးသူကလေးတငယ်တွေစစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီစည်းဝေးမှာစေကောမရှင်ရဲ့ကာကွယ်ရေးဝန်ကြီးကပြောဆိုခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဟာ2012ခုနှစ်ကနေ2025ခုနှစ်ဩဂတ်လထိအရွယ်မရောက်သေးသူကလေးငယ်တွေစစ်မှုထမ်းခြင်းမှကာကွယ်ရေးအတွက်အသက်မပြည့်သေးတဲ့စစ်သားအများအားစစ်မှုရန်1152ဦးကိုမိဘအုပ်ထိန်းသူတွေစီလွှဲပြောင်းပေးတယ်လို့ဗိုလ်ချုပ်မမောင်ရေးကပြောပါရယ်စစ်ကောမရှင်ရဲ့ကာကွယ်ဝင်ကြီးကအဲ့ဒီလိုပြောဆိုခဲ့ပေမဲ့မြေပြင်မှာတော့အသက်လိမ်လည်ပြီးမဟုတ်ပုံနဲ့တူတွေပြုလုပ်ကစစ်တပ်နန်းတွေပေးနေတာဖြစ်ပါရယ် စူဆောင်ရေးတက်ကိုရောက်ပြီးမကြခင်မှာပဲဒေဒီရဲ့လာဝကရုံးကိုသွားပြီးသွေးတွေပါတွေစစ်တယ်မပုံနေမှာတခါလေးရိုက်ပေးလိုက်တယ်အသက်16နှစ်လို့ထည့်လိုက်တယ်မပုံနေမရှိတဲ့သူတွေကသွားလို့ရတယ်ကျွန်တော်နဲ့အတူတူ3-4ယောက်ရှိတယ်လာလို့တာလို့စစ်ကောင်မရှင်ရဲ့တက်သားသစ်စူဆောင်ခံရပြီးနောက်ပြည်သူရင်ဝင်ကိုလင်းဝင်လာတဲ့အသက်16နှစ်အရွယ်မောင်ပိုင်အမီလွဲက AOR Times ကိုပြောပါရယ်လက်တွဲမှာတော့စစ်ကောင်မရှင်ပြတ်ထန်းလိုက်တဲ့ပြည်သူစစ်မှုရန်ဥပဒေနဲ့ အာဓမဆူဆောင်းခံရတဲ့အသက်မပြည့်သေးသူတွေပြန်လွတ်ပေးတာမရှိပဲမပုံနေမရှိတဲ့အသက်မပြည့်သူကလေးတွေကိုလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ပူးပေါင်းပြီးအသက်လိမ်လည်ကမပုံနေတွေပြုလုပ်ပေးပြီးစစ်မှုထမ်းမှုစေခိုင်းနေတာဖြစ်တယ်လို့ပြည်သူ့ရင်ဝင်ကိုအလင်းဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်သားအစ်တွေစီကသိရပါဗျ။လက်ရှိမှာစစ်ကော်မရှင်ကပြည်သူ့စစ်မှုရန်တင်နန်းအမှတ်စဉ်16တင်နန်းဖွင့်လှစ်နေပြီးအမှတ်စဉ်18အတွက်အတင်းအဓမ္မတပ်သားအစ်စုစားမှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ ဒါအပြင်ဒေသအသီးသီးမှသက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါတွေဟာစစ်မှုထမ်းလို့ခြင်းမရှိတဲ့ဖြစ်သူတွေစီကလာစိန်ငွေကြေးကောက်ခံမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်